ားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာမောင် channel ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဇွန်လ18ရက်နေ့မနေ့ပိုင်းအချိန်တုန်းကပြည်သူကိုအနိုင်ကျင့်နှိပ်စက်သတ်ဖြတ်စကြေးကောက်နေတဲ့မရိယာမြို့နယ်အတွင်းကအကြမ်းဖက်ဗဒံများကိုမြမတက်မတော် လုံညိုရေးတပ်ဖွဲ့ဝင်များကလိုက်လံရှင်းလင်းတဲ့အခါမှာတော့မရိယာမြို့ရဲ့အရှိတ်မီတာ6000ခန်းအကွာအုတ်ကုန်းရွာအနီးမှာအကြမ်းဖက်ဗဒံ20ဦးခန့်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ဖြစ်စဉ်တွင်မှမိမိဘက်ကတိကိုက်မှုတစုံတရာမရှိပဲရန်သူတန်ကအကျိုးမြတ်ရလက်နေရဖြင့် M22 တနက်နှစ်လက် G6 ခု G40 တောင်းတို့ကို သိမ်းဆဲရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့တစ်ဆက်တစ်ဆက်တည်းတင်ပြရရင်တော့မရယာမြို့ရဲ့အရှိတောင်းဘက်မီတာ8000ခန့်အကွာထမ်းမင်ကုန်းရွာအနီးမှာအကြမ်းဖက်မရက်20ဦးခန့်တို့နဲ့ဒီတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှမိမိဘက်ကစစ်သည်တူဦး ြည်သူစစ်တအူဒံယာအနေငယ်ရရှိခဲ့ပြီးအကျိုးအမြတ်ရလက်အနေအဖြစ်ရန်သူဒံကအကြမ်းဖက်ဗရက်၃လောင်း RPG အပါဝင်လက်နက်မျိုးစုံ၈လက်ကြီးအင်ကြီးစံများဘုံသီးနဲ့မိုင်းများသိမ်းဆဲရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းနဲ့သတင်းလေးကတော့ရှမ်းမြောက်ဒေသအုံမသီးနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ18ရက်နေ့ညနေပိုင်းအချိန်တုန်းကနောင်ချိုဒေသအုံမသီးရွာရဲ့အရှိမြောက်ဘက် မီတာ1200ခန့်အကွာရေမောင်းတဲ့ရွာအနီးမှာမြမတက်မတော် လုံညိုကြီးစစ်ကြောင်းများနဲ့အကြမ်းဖက် DNL 30ငါးဦးတို့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှမိဘကထိခိုက်မှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလက်နေရဖြစ်ရန်သူဒဏ်ကအကြမ်းဖက် DNL တလောင်းတိုက်80တသနက်တလက်ခဲရန်ဘုံသီးများနဲ့မွေးရီစီများယူနီဖောင်းများ30ရမိခဲ့ကြောင်းပါခင်ဗျဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ ဘကိုတိုင်းရွှေကျင်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ18ရက်နေ့မနက်ပိုင်းအချိန်တုန်းကရွှေကျင်မြို့နယ်အတွင်းမှာနေမည်ရှင်းလှူရှားနေတဲ့မြမတက်မတော်စစ်ကြောင်းများနဲ့အကြမ်းဖက် KNL တက်မှသုံးရင်းခုနှစ်က15ဥရုဖြင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာရန်သူဟာစုတ်ခွာတပစ်သွားခဲ့ပြီးမိမိဘက်ကအရာရှိတအူးမစိုးရင်ရဒဏ်ရာရရှိပြီးတော့အကျိုးမြတ်ရလတ်နေရဖြင့်ရန်သူတန်ကအကြမ်းဖက်ပျောက်ကြားဖို့အလောင်းတလောင်း အကျံဖက်အရက်ဝအလောင်းတလောင်းပစ္စတိုတလက်ကြီးအိမ်တစ်ခုကြီး9000တို့ကိုသိမ်းဆဲရမိခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့မကွေးတိုင်းပေါင်းမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါဇွန်လ18ရက်နေ့နေ့လယ်ပိုင်းအချိန်တုန်းကပေါင်းမြို့နယ်မကြီးသုံးပင်ရွာအနီးမှာအများပြည်သူများအသုံးပြုနေတဲ့ကားလမ်းအပေါ်မှာကျန်းဖက်အန်ယူဂျီပလက်ဗရက်အဖွဲကမိုင်းနေမျိုးစုံ ထောင်ထားတဲ့အတွက်ကြောင့် မြမတက်မတော်လုံကျော်ရေးတပ်ဖွဲ့ဝင်များကရှင်းလင်းတဲ့အခါမှာတော့မိုင်းမျိုးစုံ25လုံးကိုဒိန်းဆယ်ရမိဖျက်ဆီးနိုင်ခဲ့ကြောင်းပါခင်ဗျာဟုတ်ကဲ့နောက်တဲ့ဒီမြန်ပေးခြင်းတဲ့သတင်းလေးကတော့ရှားကူမျိုးဝင်းရေးသားတဲ့တိုင်းအေရာအေရီတိုင်းနဲ့ပတ်သက်ဆက်ဆက်နေတဲ့သတင်းဆောင်ပါလေးပါအေရုကဂွမ်မျိုးကိုသိမ့်မိုက်ပြီးတာနဲ့အေရီဘက်ကိုခြေဆက်လာပြန်ပါတယ်ပထမဆုံးစစ်ကြောင်းကဂွမ်မျိုးတောင်ဘက်မိုင်20လောက်ကမကြီးစင်ဘောမီကနေစဖောက်ပါတယ် ရွှေတောင်ရံငွေတောင်ရံချောင်းသာတို့ကိုချိန်ချောက်ဝါရဖြန့်လာတဲ့ဒါပေမဲ့တက်မတော်ကအင်အားအပြည့်နဲ့မောင်းချလို့အထိကိများစွာနဲ့ပြန်ဆုတ်ပြေးကြရတယ်။နောက်ထပ်သာပေါင်းကြီးသာပေါင်းလေးဘက်ကနေရခိုင်ရိုးမဘိုးကိုစီးရဖို့ဆောင်လာပြန်ပါတယ်။အဲ့ဒီနေရာမှာလဲလေကြီးလေကျဲပြောကြရင်ပြန်ပြေးကြရပြန်ပါတယ်။ဒါနဲ့ခွငတိုင်းချောင်းလမ်းပေါ်မှာရှိနေတဲ့ဗီရာဂိတ်အမြောက်တဲ့သုံးလေးလေးတို့ကိုတိုက်ခိုက်ဖို့လှုံ့ဆော်ကြတယ်။အီယာဝရီဘရက် ဟင်္ဒရာခရိုင်ပါယဝရီဘရတ်တို့ပူပေါင်းပါဝင်လာပါတယ်။နေကန်ရွာတွေကနေအဒီအရမလူသစ်စူဆောင်းပြီးတိုက်ခွက်ပေါ်လာပြတယ်။ဖေဗူလာတဲ့ကစပြီးတော့အမြောက်တဲ့34ရဲ့ကာကင်းနဲ့စတင်ထိတွေ့ခဲ့ပါတယ်။ဒေသခံဘရတ်တွေအများပြားပါလာလို့ကြီးရွာတွေထဲမှာစိတ်ဝင်ခိုးအောင်လာနိုင်ကြတယ်။ AP 19ရက်နေ့မှာဘန်နိုကြီးရွာကိုဝင်တိုက်ကြပါတယ်။ တဖက်ကစုတ်ခွာပေးရတဲ့ရန်သူကအမြောက်တက်3လေးလေးရဲ့ထောက်မှန်ရေးလမ်းကြောင်းကိုဖြတ်တော့ဖို့ဆောင်ရွက်ကြတာဖြစ်တယ်။ AP 22ရက်နေ့မှာတပ်မတော်ကဘန်တော်ကြီးကိုပြန်လဲထိုးစစ်ဆင်ပြီးသိမ်းယူလိုက်တယ်။စီရေးမကျွမ်းကျင်တဲ့ဒေသခံဗရက်အများပြန်သေဆုံးခဲ့ကြရတယ်။အထူးသဖြင့်ပိန်နေကွင်းရွာတိုက်ပွဲမှာဗရက်နဲ့ AA တို့အများပြန်ကြာဆုံးရတယ်လို့ကြားသိရပါတယ်။စကွေးရ9လ2025မှာ ရန်တင်တန်းစင်းများစွာအင်အားဖြည့်တင်းလာပြီးအမြောက်တပ်သုံးလေးလေးကိုသိမ့်ပိုက်နိုင်ဖို့ကြိုးစားကြတယ်။ကာကင်းထီကတ်လာတဲ့ရန်သူကို အနီးကပ်ပစ်ခတ်ဖို့အစီအမပြေတဲ့155မီလီမီတာဟောင်းဝင်စာနှစ်လက်ကိုဂျုံပြောမှာရှိနေတဲ့ခမာယ36ထဲသို့ရွှေ့ပြောင်းလိုက်တယ်။အဒီကနေမှထိရောက်တဲ့ပစ်ကူပြေးနိုင်မှာမို့လို့ပါ။အဲ့ဒီအမြောက်ပစ်ခတ်မှုအစီအပြေရန်နေရာရွှေ့ပြောင်းမှုကိုအကြောင်းပြုပြီးရန်သူဘက်ကဝါရဖြန့်မှုတွေ အကြီးကြီးပြုတ်လုပါတယ်အမှန်ကအမြောက်တဲ့သုံးလေးလေးနားကိုမကတ်နိုင်ဘူးလို့ကြားသိရပါတယ်တိုင်းမူကိုတိုင်းကြုံပြော်ကနေကိုကဲနေတာကြည်ပြီးအမြောက်တဲ့သုံးလေးလေးအတွက်ထောက်ပံ့ရေးကိစ္စစိတ်အေးရပါတယ်ကြားခဲ့သမျှဓာတ်အားလုံးနေပါ90ရာခိုင်နှုန်းဟာထောက်ပံ့ရေးညံ့လို့ကြီးပါပဲအေးရင်နဲ့ငနဲ့ဗရအကြမ်းဖက်အင်အား900ခန့်ဟာလေးမျက်နှာမြို့နယ်အတွင်းအမြောက်တဲ့သုံးလေးလေးဝန်းကျင်ရွာများကနေ တိုက်ပွဲဖော်ဆောင်နေတာယနေ့အထိဖြစ်ပါတယ်ရန်သူမီဒီယာစစ်သတင်းများမှအလုံးအကျုံဖော်ပြနေသလိုအမြောက်တပ်သုံးလေးလေးကြာဆုံးသွားတဲ့ယံဝါရဖြန့်နေတာမမှန်ပါဘူးဒီလိုပဲလေးမျက်နှာမှာအေအေတို့ခွေးပြေးဝပြေးပြေးနေရပြီးဘာညာဆိုတာကလည်းအလုံးစုံတော့မမှန်ဘူးလို့ယူဆပါတယ်တမတော်ဘက်ကများစွာအားတဲ့နေမြေရှင်းကြရပါလေဦးမယ်အေဂျင်မှုမရှိလို့သာပဲဒေသခံရွာအချို့ကစာတင်ကြောင်းတွေပိတ်ထားကြရတာပါ ဒီအခြေအနေကတော့အီယော်ရီ တိုင်းကစည်ရအခြေအနေပါပဲအရန်ကြီးပူပင်စရာမလိုသလိုစိတ်အေးလက်အေးနေလို့လည်းမရသေးတဲ့အနေထားလို့အနည်းဆက်ဆုံးခံမှန်းကျင်ပါတယ်နောက်ပြီးတော့အေအေးရဲ့ကြောက်ဖြူတဲ့င်းမှာတမတော်ကပြန်စစ်ကေမှာအေအေးနဲ့တိုက်ပွဲအပြင်းထန်တိုက်နေရပါတယ်သူတို့ဝါနာပြန့်သလိုအခုပဲကြောက်ဖြူမျိုးကြီးကြတော့မယောင်ပြောနေကြတာမဟုတ်ပါဘူးတမတော်စစ်ကြောင်းနှစ်ကြောင်းကလည်းမိမိရီမှန်းချက်များတော့ စစ်ကြောင်းထိုးရှင်းလင်းလျက်ရှိနေပါတယ်။လင်းမြန်စွာပြောင်းလဲနေတဲ့စစ်သည်များအပေါ်ဆန္ဒစွပြီးသတင်းလွှင့်မိရင်အမားများရပါတယ်။လူပေါင်းများစွာကိုမိမိရဲ့သတင်းအမားတွေနဲ့အပူမတိုက်မိဖို့အရေးကြီးပါတယ်။ရန်သူကတော့သူ့အလုပ်သူလုပ်မှာပေါ့လေ။စိတ်မလောပါနဲ့။သတင်းဥပြီးရောပောက်ကြရမတင်မိပါစေနဲ့လို့အကြံပြုခြင်းပါတယ်။ကိုရွှေမျိုးဝင်း ဟုတ်ကဲ့အခုနောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကလည်းရှမ်းမြောက်ဒေသနောင်ချူနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါပဲဇွန်လ16ရက်နေ့ယနေ့နေ့လယ်ပိုင်းအချိန်ကနောင်ချူမြို့နယ်ရေမောင်းတဲ့ရွာအနီးပတ်ဝန်းကျင်များမှာအကြမ်းဖက် TNL သဘုံများနဲ့မြမတက်မတော်လုံညုံရေးစစ်ကြောင်းများ ထိတွေ့တိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပါတယ်ခြေစဉ်တွေမှာရန်သူဟာစုခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကစစ်တီတူကျော်ဟင်းဒီဒံယာနဲ့ငယ်ရရှိပြီးတော့ အကျိုးမြတ်ရလနေရဖြင့်ရန်သူဌာနကအကြံဖက် DNL နှလုံးတိုင်း81တနက်3လက်ကြီးအိမ်ခုနှစ်ခုကြီး180ကန်လက်ပြဘုံ6လုံးအီနာကန်ဘုံဒီ25လုံး RPG ဘုံဒီ3လုံးကျောဘောအိတ်ကြီးကန်နဲ့ယူနီဖောင်းများသိမ်းပိုက်ရရှိခဲ့ကြောင်းပါခင်ဗျဟုတ်ကဲ့နောက်ထပ်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ AR တိုင်းဒေတာကြီး အသိမုံရွာလမ်းနဲ့ဆက်ဆက်ပတ်သက်နေတဲ့ဆရာထေအောင်ရေးသားတဲ့သတင်းဆောင်မလေးကိုပြန်လည်တင်ပြလိုပါတယ်အမြောက်တဲ့သုံးလေးလေးအတိုက်ခံရတယ်အေယော်ရီတိုင်းပသိမုံရွာလမ်းအနောက်ချမ်းမှာအေအေပလက်ဗရက်ခြေကုတ်ရသွားပြီဆိုတာလုံးဝသတင်းအမှားပါလွန်ခဲ့တဲ့2024ခုနှစ်ကုန်ပိုင်းရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ထိစပ်နေတဲ့အေယော်ရီတိုင်းအတွင်းအေအေပလက်ဗရက်များဝင်ရောက်လာခဲ့ပါတယ်ရခိုင်ပြည်နယ်အတွင်းသူတို့သိမ်းထားတဲ့မြို့များကိုကာကွယ်တဲ့အနေနဲ့ရိုးကြော် ဝင်ထွက်လမ်းများမှာကာစစ်ဆင်တဲ့သဘောပါအင်အား1900ကျော်ရှိမယ်လို့ခန့်မှန်းရပြီးအီအီက190ခန့်သာပါပါလိမ့်မယ်ကြံတာကဇလွန်မြန်အောင်နေသားအများစုဗရမများဖြစ်ကြပြီးအီအီရဲ့စစ်အင်္ဂါဖွဲ့စည်းပုံမှာပါဝင်ကြပါတယ်အီအီတို့ဗရမဇုံအထိနာတာကတော့တာပေါင်းမြို့နယ်မကြီးစင်ဗောမီဘတ်မှာပါအဲ့ဒီနောက်မြောက်ပိုင်းကိုရွေ့လာပြီးအေယံရီနဲ့ရခိုင်နယ်စပ်ဗေဒါစစ်စေးဂိတ်ကိုတက်က82နာရီခန့်လက်လွတ်ခဲ့ရပါတယ် ဒုတိယအထိနာရာက ရေကြီးမြို့နယ်စာဦးစန်းတောင်ကျောမှာပါ အင်ကဘူမြို့နယ်တတကငါးကိုသွေးတို့စမ်းရလေကြောင်းပစ်ကူနဲ့တွေ့လို့အတုံယုံဖြစ်ရပြန်ပါတယ်စုတ်ခွာလန်းစဉ်ပိနေခွင်းရွာအနီးမှာတက်စစ်ကြောင်းနဲ့ထိတ်တိုက်တွေ့ပြီးရွာသားများမြုံနံပေးရတဲ့အေအေဓာတ်ပေါ်ကြီးပဲ40ကျော်ပါတယ်အေပလန့်ဗရက်ဟာဗီရာဂိတ်နဲ့3-4ကို တိုက်ဖို့ဝေးလို့ကာကင်းများကိုပင် မထိုးဖောက်နိုင်ပါဘူး ခွားငပိုင်းကျောင်းလမ်းမြောက်ပိုင်းပသိမ်မုံရွာလမ်းမကြီးအနောက်ချမ်းရိုးမတောင်ကြီးမိသွေးဖို့ဝါခုတ်ရွာငယ်လေးများအနီးမှာရှိတဲ့40 50ပါ အဖွဲ့ငယ်လေးများနဲ့လှည့်လည်နေပါတယ်အဲ့ဒီဧရိယာမှာတမရော်လှုပ်ရှားကွန်မန်ဒိုတပ်စုများလည်းရှိနေပါတယ်ရွာဆိုပေမဲ့အင်ဂျီ55အင်20လောက်သာရှိပါတယ်ဒါကြောင့်ရင်းမှုတယောက်ကြတယ်ဆိုတာတလားလောက်ရှိပါပြီအမြောက်တပ်3လေးလေးအတိုက်ခံရတာမှန်ရင် အနည်းဆုံးဖြစ်တဲ့သီရာကုန်မြင်တဲ့မြောက်ဆန်းကစာတင်ကျောင်းတွေဘလို့လို့ဖွင့်နိုင်မှာလဲဒါပေမဲ့မြောက်ဘက်ပိုရောက်တဲ့ပန်းတော်ကြီးဘက်မှာစာတင်ကျောင်းတချို့ပြန်မဖွင့်နိုင်သေးပါဘူးမနေ့ကဆိုလော်ကထားကျောင်းပြန်ပိတ်လိုက်ရပါတယ်တဲနူကုန်းရွာဘက်ကိုအေအေမြားဝင်လာပြီးဖုံးများသိမ့်ပါတယ်စံကြီးတင်ကျိုင်းမှာဂိတ်လာဖွင့်ကျောင်းတရင်အရာလုံချိုရေးတပ်ဖွဲ့ဝင်များနဲ့ညာဘက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအမြောက်တဲ့၃လေးလေးကတညာလုံးဆက်တိုက်ပြစ်ကူပေးတဲ့ကြားနေရပါတယ် ပြည်သူစစ်တအူးဒံယာရရှိပြီးပသိန်ကိုပို့ရာကြောင်းကြံလုံကျော်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရပါတယ်။ရန်သူဟာလဲခုံကြီးဘက်ကိုရွေ့သွားတယ်လို့လဲကြားသိရပြီးငရဲတောင်ဘုံတော်ကြီးကြောင်းအနောက်ဘက်ဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့10ရက်17ရက်12ရက်13ရက်ခန့်ကအဲ့ဒီဧရိယာမှာတပ်မတော်ကစစ်ကြောင်းတို့နေမြေစိုးမှုမှုလှုံ့ဆော်ပုံရပါတယ်။အမြောက်တပ်3လေးလေးဘက်ကဆက်တိုက်ပြစ်ခတ်တမ်းကြားရလို့ပါဒီရပိုင်း ခက်ကြဲကြဲဖြစ်သွားပါတယ်လက်ရှိအေအေပလန်ဘရက်အင်အားဟာမူလတ်ထက်၄ပုံ၃ပုံလောက်သာကျန်ရှိနိုင်ပါတယ်ဒီလောက်နည်းနည်းလေးကိုတက်ကမရှင်းနိုင်ဘူးလားမေးစရာရှိပါတယ်ရှင်းလို့လဲဒီလောက်ပဲကျန်တာဖြစ်ပြီးရုံးမတောင်ကြီးတချောင်းပြန့်နှံ့နေတာကိုနောက်ကလိုက်နေရသလိုဖြစ်နေပါတယ်အဲ့ဒီဘက်ဘက်တက်မှလာတိုက်တာကိုငုတ်တုတ်ထိုင်ဆောင်မနေကြပါတပ်ဖက်ကအခုလိုသာစီရရှိခြင်းက AR တိုင်းတခွင်လုံးက AA ကို လက်မခံခြင်းကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဟိန္ဒရာဘက်မှာရိတ်ခါစေဝါထောက်ဖို့လုပ်နေခြင်းဒေသခံအနီးများသာမကစပီကာဆိုသူများကိုယ်တိုင်သတင်းမှားများဖြန့်ဝေနေခြင်းကြောင့်လိုအပ်တာတဲ့ပူပြီးထင်မှားစရာရှိပါတယ်။ပသိမ်မုံရလန့်ပိတ်ထားခြင်းမရှိပါ။ဂေါ်လန်ဟလန်များကြောင့်အသွာအလာအလွန်နှဲပါတယ်။အမြောက်တက်သုံးလေးလေးအတိုက်ခံရခြင်းရှိမရှိယခုရပိုင်းအဲ့ဒီခွအငပိုင်းကြောင်းလမ်းတလျှောက်အခြေအနေကို ဓာတ်ပုံများနဲ့တက်တည်ပြပါမယ်မိ쇠ချုပ်ကလည်းအဲ့ဒီလမ်းပေါ်မှာဘူရီယိုလွင့်တင်ဖို့စီစဉ်ထားပါတယ်ဆက်ပြီးမျက်နှာပြောင်ပြောင်နဲ့သတင်းလိန်တွေဖြန့်ဝေနေရင်တော့ကိုသမိုင်းကိုရေးပေါ်ပြဒေအိုဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်ကိုရွှေမျိုးဝင်းရေးသားတဲ့မြေအောင်ကြည့်ဖို့လိုပြီးဆိုတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာအေကရခိုင်နိုင်ငံတော်တဲ့ KNU ကကီးရင်နိုင်ငံတော်တဲ့ KIA က ကချင်နိုင်ငံတော်တဲ့ DNL ကပလောင်နိုင်ငံတော်တဲ့ဘိုးရီလိုဗမာစစ်စစ်တွေကတိုင်းရင်းသားညီအကိုချင်းဆိုတဲ့စိတ်ထားကို မွေးကြတဲ့ကရိုက်သွင်းခံထားရတော့ဗမာစကားမပီကလာပီကလာပြောနေတဲ့ဘယ်တိုင်းရင်းသားကိုမဆိုချစ်ခင်ခဲ့ကြရပါတယ်မဆလာခေနဝဒနာဘခစ်တွေမှာအတန်မထွက်ဝန်းတဲ့ဖက်ဒရယ်ဆိုတာ2017နောက်ပိုင်းသုံးသောညံခဲ့လေရဲ့ က်ဒရယ်မကကွန်ဖက်ဒရိတ်အဆင့်အထိအလိုကြီးနေလို့အဆင်မပြေကြဘူးအခုလို NASA ကလက်ထက်လဲရောက်ရောလှိုက်စားနေတဲ့စစ်တပ်ဘျူရိုကရက်အတွင်းသစ္စာပေါက်တွေကြောင့်ရဲ့ NLR သွေးထုတ်ထားလို့ဘူမတိကိုမတိဗဒတ်ဗမာလူယုံမာတွေကသဘုံကိုဆင်ရတင်တော်လန်ကြတာရဲ့ကြောင့်သဘုံအပေါင်းဇောင်းထားခွင့်ရလာကြတယ်အကြောင်းမျိုးမျိုးကြောင့်စီးရေးစွန့်ရည်နေကြလာတဲ့တပ်မတော်ပေါ်အလုံးကလူမလေးခွေးမခန့်ဖြစ်လာကြတယ် ဘယ်သူမပြုတ်မိမိမှုပါပဲအင်အားချိနေရင် အချိန်မရွေးစော်ကားခံရမယ်ဆိုတာတမတော်ခေါင်းဆောင်ကြီးတွေအသေးစိတ်အောင်မှတ်ထားနိုင်ဖို့အရေးကြီးပါတယ်ဗမာဗရက်တွေကဒီမိုကရေစီတန်ကျွေးကြော်ရင်ကွန်မြူနစ်အမှုအကျဉ်းဇိုးနဲ့သဘုံရဲ့ရုပ်မာတို့ပေါင်းဆက်ထားတဲ့အောက်တန်းကျဆုံးဤတွေနဲ့ဒီပြက်လုပ်ငန်းလုပ်ကြတယ်ဗမာလူမျိုးချင်းပြည်သူတွေကိုအမျိုးမျိုးရက်ရက်ဆက်ဆက်နှိပ်ဆက်တပ်ဖြတ်ကြပြန်တယ် အားနည်းနေတဲ့နတ်ဆကအစိုးရမပြတ်သားဘူးလို့လဲရှုမြင်နိုင်သလိုနိုင်ငံရေးအရာထိုးကြွေးခြင်းလို့လဲကိုသန်ရသန်ရရှုတော့ကနေသုံးသက်ကြပါလိမ့်မယ်။အားနည်းနေတဲ့နတ်ဆကအစိုးရကလည်းပြည်သူကိုကယ်ဖို့အသာထားသူ့ဘာသာမနဲ့ယက်တီနိုင်အောင်အားထုတ်နေရတဲ့ကာလကအတော်ရှည်ကြလာရပါတယ်။ဒီတော့အထက်ကသဘုံ၄ဘွယ်ကနိုင်ငံတော်အဆင့်ထူထောင်ဖို့ထိကြွေးကြော်လာပါပြီဒီမိုကရေစီအိမ်မက်နဲ့ ဘူမတိကိုမတိပြည်ဖြတ်ဗရက်တွေအတွက်တော့အချောင်းအသက်ပေး ကိုလက်အင်္ဂါစွန်ပြီးမိမိတိုင်းပြည်မိမိဖြိုခွဲသူတွေမိမိဗမာလူမျိုးမိမိဖြည့်စည်သူတွေအဖြစ်သမိုင်းမှတ်တမ်းအင်သွားကြပါပြီအေးဆိုရာရခိုင်ဘရင်နိုင်ငံတော်အိမ်မက်နဲ့စေကူးရင်တီဆောက်နေပေမဲ့ရခိုင်ဘရင်အဆက်ဆက်အကြီးအကျောင်းကြီးငယ်ရှိလာရင်ဗမာဘရင်စီထူးထောက်ခံစားပြီးဂေရောမူပါဖျားလာအော်ရတဲ့အဆင့်ပါပဲ ဒါကိုအဟုတ်မှတ်ပြီးကိုဗမာလူမျိုးကိုတစ္ဆာဖောက်ပြီးအေအေကိုခြေစလုံးဖက်ကျွန်းခံနေတဲ့ဗမာဗရက်တို့ရဲ့အောက်တန်းကျမှု နိုင်ငံရေးအမြင်သေးသိမှုတို့ကတော့ယွန်စရာသမိုင်းမှာပဲ KNU ဆိုတာကတော့ရှင်းရှင်းပြောရရင်မြန်မာသမိုင်းမှာ အစင်အလာသေးသိမ့်လှပါတယ်အင်္ဂလိပ်လက်ထက်မှာတော့ ਨੇ ချက်ရဲ့ဂျွန်ကောင်းပိသပြလို့အင်အားကြီးလာတယ်မြန်မာပြည်ပြိုကွဲအောင်အစောဆုံးစတင်လှုပ်ဆောင်ခဲ့တဲ့အဖွဲ့အစည်းပါ အမမရင်အကုံသက်ဆိုတဲ့မူကိုလွတ်လပ်ပြီးစစနစ်ကာလမှာကျင့်သုံးခဲ့တဲ့လူယုံမာတွေပါဒါကိုမလေ့လာဘဲဗမာဗရက်တွေက KNU ကိုသခင်ခေါ်ကျွန်းတပေါက်သွန်းလုပ်ပြီးဒီမိုကရေစီအတွက်လှုပ်ကြတဲ့တကယ်ဆော်ယူဗမာဗရက်တွေပါ KIA ကရောဘာထူးတယ်လဲတချင်းနိုင်ငံတော်တဲ့မြမဘင်းတွေလက်ထက်တုန်းကဒေါ်ကျက်ဒေါ်ငအဆင့်ရွာတကြီးရာတို့ကအကြီးဆုံးမြို့ပြအဆင့်ကို မရှိကြဘူး ဝင်းလုံစာချုပ်ကြီးအောင်မြင်ခြင်းလုံးလို့ဗိုလ်ချုပ်အောင်ဆန်းရဲ့တကိုယ်တော်ဆန္ဒမူအရာရှမ်းဒီနယ်တွေကိုသူသဘောနဲ့သူပေးအပ်ခဲ့ရာကလူရဝင်လာတဲ့အဖွဲ့ခုတော့လူကြမကောင်းကချင်နိုင်ငံတော်တဲ့ထွေးဒါကိုပြည်သူအာဏာပြည်သူပြန်ပေးဆိုတဲ့မအေလိုဗမာနီတုံးဗရက်တွေက AIA နဲ့ပေါင်းပြီးဗမာမြို့ရွာတွေကိုဖျက်ဆီးနေလေရဲ့ DNA ကဘလောင်နိုင်ငံတော်ဆိုလားအချိန်က ရှမ်းစော်ဘွားကြီးရဲ့ကျွန်အဆင့်ပေါ့ဗမာနဲ့ဆိုတပေါက်အဆင့်ကမတန်မရာဗမာကိုပုံကံဖင်ကောင်းကျေပြနေလေရဲ့ဖင်ကျေတာလည်းမပြောနဲ့လေဗမာဗရက်လူယုံမာတွေကတပေါက်တီယန်အလီကိုကျွန်ထက်ခံရင်အသေးခံနေမြေလူပေးခဲ့တာကိုဒီလုံးတပုံတွေနဲ့ပေါင်းပြီးမြန်မာပြည်ကြီးကိုတီဆောက်မယ်လို့စိတ်ကူးရင်ခဲ့တဲ့ဗရက်တွေအခုတော့တီးကြပြီလားမသိဘူးအေကသူ့နယ်သူနေကြတာဗမာတွေကဗိုလ်ကျတဲ့ နေမေလွန်သူ အားကောင်းကောင်းလာတော့ချင်းမီနယ်ကို ချမ်းသာမပေးသလိုဗမာတွေကြီးနေတဲ့နေရာတွေကိုလည်းနေချက်နေတာမြင်အောင်ကြည့်ပါကရင်ယူကကရင်ပြည်နယ်ပဲလိုချင်တယ်ထင်နေသလားအင်းစိန်နာတိကျူးကျော်ဘူးတယ်အခုမွန်ပြည်နယ်တိကျူးကျော်ထားစေမြင်အောင်ကြည့်ကရင်ယူကသူတကယ်ပိုင်သိနေတောကျုံအောင်ချန်းကနေရှမ်းပြည်တွေသိမ်းယုံမကဘူးအခုဆိုစကိုင်းတိုင်းတိ တူးကြော်နေတာမင်းတို့ဗရက်တွေပင့်ဖိတ်လာလို့နော် မြင်အောင်ကြည့်ပါ DNA လေးကရှမ်းနေရောဗမာနေရောရန်သလောက်နေချက်နေတာကိုဂျွန်ဗရက်တွေအသေးခံကြိုးစားခဲ့ကြလေရဲ့သူတို့အုပ်ချုပ်နေတဲ့နယ်တွေမှာမင်းတို့អော်နေတဲ့လူအခွင့်ရေးတို့ဒီမိုကရေစီတို့မြင်ကြသေးရဲ့လားဗမာဗရက်တွေကြီးမြင်အောင်ကြည့်ကြစမ်းပါ AAGNU GIA DNA လေးဆိုတဲ့သဘုံရုပ်တွေကတက်မတော်ကိုပြန်မလန်နိုင်ကြပေါ့ အေအေနဲ့ DNA ဆိုတာအစိုးရစောက်သုံးမကြလို့ကြီးထွားလာတာစရင်ထဲမှာကိုမရှိခဲ့ဘူးဒီနေ့အဲ့ဒီသဘုံတွေက မတမယာနိုင်ငံတော်ဆိုတဲ့အသံပေးလာနိုင်တာကအဓိကမင်းတို့ဗရတ်တွေတရကံအစ်စ်တွေပါ ရန်ရွက်နေတဲ့တပ်မတော်ရဲ့အတွင်းလှိုက်စားမှုကိုအချိန်မီမဖြစ်ရှင်းနိုင်ခဲ့တဲ့နာရာရှိယောဂါမွေးဆရာကြီးတွေကဒုတိယတရကံပါ ခုတက်မတော်ကသူယောဂါသူကုသနေတာအတော်အတန်ပျောက်ကင်းနေပါပြီအကျွင်းအကြံတွေလည်းဟုတ်ရင်ကြောပုတ်ရင်ပေါ်လာကြမှာပဲတိုင်းပြည်ရဲ့လူဦးရေ80ရာခိုင်နှုန်းလောက်ရှိတဲ့ဗမာလူမျိုးချင်းကြောချင်းကထားရင်ဘယ်မအေရိုးသဘုံကိုမဆိုနိုင်ငံတော်သံမပြောနဲ့ကွန်ဖန်ဒရိတ်အသံတောင်မထွက်ရအောင် အသာလေးလုတ်ပစ်လို့ရတယ်ဒေါ်ရီဥပကံပြူထားတဲ့ဗမာလူမျိုးကြီးဝါရကိုထားကြဖို့လိုအပ်လာပြီလို့ယူဆတယ်မဟုတ်ရင် ကိုကတိုင်းရင်သားညီအကိုချင်းလုံနေရရင်ညီအကိုစိတ်မရှိတဲ့သဘုံတွေပြုသည်မနှုကြရမယ့်အခြေအနေအထိကြောက်ရောက်သွားနိုင်တယ်လို့ယူဆမိတယ်။အခြားလူမျိုးတွေကိုဖိနှိပ်ဖို့အနိုင်ကျင့်ဖို့မဟုတ်ဘူး။ဗမာလူမျိုးကို ကာကွယ်ဖို့အဓိကထားရမယ့်စိတ်ဓာတ်ပါ။ကိုရွှေမျိုးဝင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe comment လေးနဲ့အားပေးလိုက်ကြပါဦး။မိတ်ဆွေများရဲ့ ခြင်းမြင်ယူဆချက်များကိုလည်းလွတ်လပ်ပွင့်လင်းစွာကွန်မန်းမှာရေးသားပေါ်ပြလိုက်ပါအောင်လို့ဒူပဲတင်ပြလိုက်ရပါတယ်ခင်ဗျာ။